ကျောက်စာတွေအများကြီးရှိတဲ့နေရာလို့ပြောမယ်ဆိုရင်မန္တလေးတောင်ကြီးကကုသိုလ်တော်ဘုရားကိုပဲပြင်းပြကြပါတယ်။ဒီလိုမျိုးကျောက်စာတွေအများကြီးရှိနေတဲ့နေရာတခုရှိပါသေးတယ်။ဒီနေရာကတော့ရင်းနှီးချောင်းမြို့မှာရှိတဲ့ကျောက်စာရုံမှာရင်းနှီးချောင်းမြို့မှာရှိနေတဲ့ကျောက်စာရုံကနှစ်ပေါင်း100ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ပိတိကတ်တိုက်၅တိုက်ကျောက်စာ450ချက်နဲ့တိစောက်ထားပြီးတော့ ရတနာဂီရီတောင်ပေါ်မှာတည်ရှိနေတဲ့ကြောက်စာရုပ်တည်ကြီးဦးတာကန်နေတာဆိုရနေရ1932မှာ၄ခုနှစ်မှာစတင်ပြီးရတည်ဆောက်ခဲ့ပါတယ်။နေပေါင်း100ကျော်ရှိနေပြီဖြစ်တဲ့ဒီကြောက်စာရုံကြီးဟာအင်းကိုလိုနီခေတ်ဟန်အင်္ဂလိပ်ပန်လက်ရ တရှိနေသလိုဒေါင်းရုပ်တွေအင်္ဂလိပ်ပန်းတွေမင်းသားရုပ်အကြွတွေလည်းကုလတရှိနေပါသေးတယ်။ရုံရဲ့နေရည်နဲ့နှစ်ချက်တရားဆိုရင်တန်တော့တန်နေနဲ့ခိုင်ခန့်စွာတိစောက်ထားအရန်ကိုကြီးကျက်ခံနာတာကိုလည်းတွေ့ခဲ့ရပါတယ်။ဘယ်ရောက်ကြီးရောက်စားရောက်ရောက်ချင်းမှာအရန်ကိုအန်အောင်မှန်တပ်ပြီးရုံကြီးစင်းနေရလောက်အောင်ဆက်ဆောက်လုပ်ထားတဲ့ဒီ south architecture တွေရှေးအောင်လက်ရာတွေကအရန်ကိုဒါထဲမှတ်မထားလောက်အောင်အန်ဟောစရာကောင်းတာကိုတွေ့ရှိရပါတယ် ကျောက်စာယုံကြီးကနှစ်ပေါင်းများစွာတည်တံ့ခိုင်မြဲပါစေလို့လည်းဆုတောင်းလိုက်ပါတယ်။